ီဗီဒီကအစီအစဉ်ကပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့တပွဲလုံးကိုကတ်တွန်းနဲ့ခြုံပြီးတော့မှတရုပ်ဖော်ပြမယ်ကတ်တွန်းဆရာကတော့မောင်မောင်ဖောင်တိန်ဖြစ်ပါရစေ။ကျွန်တော်တို့ဒီကနေ့ဆွေးနွေးပွဲကတော့လာမယ့်အစိုးရတက်ကမြန်မာနိုင်ငံမှာရှိတဲ့ဆင်းရဲမွေးတိမ်မှုကိုဘလောက်တိုင်းတာထိဘလို့ပုံစံမျိုးတွေနဲ့ short ချနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေတာဖြစ်ပါရစေ။အဲ့တော့ဒေါက်တာမောင်မောင်လေးရှင်းပြလို့ရမလားရှင့်။ တချို့ remote area တွေမှာရောက်ချင်းမရောက်ချင်းတက္ကနာရှိသေးတယ်ပေါ့နော်။သွားလာရခက်ခဲတဲ့ infrastructure အဆောက်အဦတွေမရှိဘူး၊ခြေကန်အဆောက်အဦတွေမရှိဘူးလို့ပြောနေတယ်ပေါ့နော်။တကယ်တမ်းပဲချင်းငွေထုတ်ပေးတဲ့နီလန်းကစည်ရမွေးတွေမှုလျှော့ချဖို့အတွက်ထိရောက်တဲ့နီလန်းလား။တခြားပါနီလန်းတွေလို့သိနေတယ်။ဟို research လေးလုပ်ဖို့လိုပါတယ်။ဒီနေရာရဲ့စည်ရပွဲတွေမှုကသူတို့ရဲ့အားသာချက်အားနည်းချက်စိန်ခေါ်မှုဒီဥစ္စာတွေကို လေ့လာပြီးတော့သူတို့ရဲ့ ဒေတာရှိတဲ့ထွက်ကုန်တွေကိုအားပြုပြီးတော့နိုင်ငံသားမှလို့ပေါ့နော် Otop တို့ဘာတို့လို့ပါ one township one product ဆိုပြီးတော့ဒါလေးတွေလုတ်ပြီးတော့သူတို့တချို့ရဲ့ထွက်ကုန်တွေကရှိပြီးသားဒါတွေကို value added နဲ့ဟိုတန်ဖိုးမြှင့်အောင်လို့လုတ်ပြီးဖို့လိုပါတယ်ပြီးတော့မှ supply chain တွေကိုဝင်သွားဖို့ဟိုသူတို့ဟိုလုတ်ပြီးဖို့လိုပါတယ်ဒါကဒေတာတွေကသူတို့လုတ်တက်ချင်မှလုတ်တက်မှာပါ ဒါပေမဲ့ပညာရှင်တွေကဝိုင်းဝန်းကူညီပြီးတော့ပေါ်ဆောင်ပြီးရင်ဒေတာလိုက်ဒေတာလိုက်စေတနာတန်တန်နဲ့ဒီဇိုင်းမှတ်မှတ်လုပ်ပြီးရင်အားလုံးဒေတာတွေနောက်တော့ခုနကကျွန်တော်ပြောသလိုပေါ့နော်ဒီနိုင်ငံရေးမှာဒီဖြေလျှော့မှုတွေဟိုလေသိမ့်ရာသိမ့်ဓာတ်တွေမဖြစ်အောင်ဓာတ်တွေကိုလုပ်ပေးရမယ်ပြီးတော့မှဆင်သူတို့ရဲ့ထွက်လာတဲ့ထွက်ကုန်တွေကိုမားကတ်ကိုရှာပေးတဲ့ဟာကနိုင်ငံတော်နဲ့ဒေတာ ကဒီဇိုင်းမှမှလုတ်ဖို့လိုပါတယ်အခုကလုတ်နေကြတာကောက်ရိုးမီလိုပါပဲဝုန်းဆိုပြီးတော့ရောဆရာမဟုတ်လားကောက်ရိုးမီလိုဖြစ်နေလား one product one township လုံနိုင်လားဟိုဒီဝင်ဌာနကိုစားအနေနဲ့ပြပြရမယ်ဆိုလို့ရှိရင်တော့ကျမတို့ဌာနကတော့ဒီလိုကောက်ရိုးမီလိုလုတ်ခဲ့တဲ့ခဏတွေမရှိခဲ့ပါဘူး မရှိပါဘူးဆိုဆရာတို့လည်းလက်တွေ့တော့မြင်ပြီးသားဖြစ်မှာပါခုနကဆိုကျွန်မကတင်ပြဆွေးနွေးခဲ့တဲ့အတိုင်းပဲပေါ့နော်သီးနှံမျိုးတွေဆိုလို့ရှိရင်လည်းအများကြီးတိုးတက်လာတယ်သီးနှံတစ်ခုစိုက်တယ်ဆိုတာကလည်းပဲဒီသီးနှံမျိုးကောင်းတယ်မဲမကောင်းဘူးဆိုတာကကျွန်မတို့ကသူတေသနာဌာနတွေကသူတေသနာလုပ်ငန်းတွေကနေစီရင်ပြီးမှတဆင့်ဆင့်ကိုလုပ်ခဲ့ရတာပေါ့နော်ဟုတ်ကဲ့ပြီးရင်ထပ်ပြီးတော့ဆွေးနွေးပါမယ်ရှင်အဲတစ်ခုက Facebook မေးခွန်းလေးကိုကျွန်မသွားချင်ပါတယ် Facebook သုံးဆွဲသူတယောက်ဖြစ်တဲ့တန့်စင်ဦးကမေးထားတာလေးတစ်ခုရှိပါတယ်ရှင် ဆင်းရဲမွေးတည်မှုရှော့ချရီမှာအဓိကစိန်ခေါ်မှုတရက်ဖြစ်တဲ့ညေရဇင်းတို့အစမတန်ကြီးမြင့်နေမှုပေါ်အစိုးရတဲ့အနေနဲ့ပြည်သူအတွက်ဘလို့ဆောင်ရွက်ပေးမလဲဆိုတာကိုသိချင်ပါတယ်အဲ့တော့ NLD လာမဲ့အစိုးရတဲ့အနေနဲ့ဘလို့ဆောင်ရွက်ပေးနိုင်မလဲဆိုရဲညေရဇင်းတို့အစမတန်ကြီးတာဟာကျွန်တော်အမြင်စီးပွားရေးဒီဆင်းရဲမှုရှော့ချရီနဲ့မပတ်သက်တဲ့အကြောင်းအရာလို့ပဲကျွန်တော်ထင်ပါတယ်ဒီဟာကဘု து လက်ထဲမှာကြီးနေတာလဲဆိုတော့ ခုနမြေဦးဝယ်ပြီးပိုင်ဆိုင်ထားတဲ့လူတွေလက်ထဲမှာကြီးနေတာပါခဏိကျွန်တော်ရွှေပြည်သားမှာစတဒီတခုလုပ်ပါတယ်သူတို့ပိုင်တဲ့မြေကိုအသိမ်းခံလိုက်ရပါတယ်ဘလောက်တောင်ရရက်ဆက်ဆက်အသိမ်းခံလိုက်ရလဲဆိုရင်လာမဲ့9ရက်8ရက်အတွင်းမှာဒီကောက်ပင်ကြီးရိတ်လို့ပြီးပါလိမ့်မယ်တိုးတော့တိမ့်တဲ့အခါမှာအဲ့ဒီကောက်ပင်ကိုရိတ်ခွင့်မပေးပါဘူးဘုရူဇာနဲ့ထိုးပလိုက်ပါလေအဲ့ဒီလိုတိမ့်ခံလိုက်ရတဲ့လဲသမားဟာနော်သူ့ကိုရောကြီးပေးမယ်လို့ ကော်မတီဖွဲ့ပြီးတော့ဆွေးနွေးတဲ့အခါမှာတက်ဆိုင်ရာကုံတယ်တွေရဲ့ voice ကဘလောက်အထိထိရောက်တယ်လဲလို့ဆိုရင်သူတို့ကို18သိန်းပေးမယ်လို့ဆုံးဖြတ်ပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီမြေတေကရဲ့ဈေးနှုန်းဒီ၄တောင်ရှိနေပါတယ်စဉ်းစားကြည့်ပါသိန်း၄တောင်အဲသိန်း၄တောင်ရှိနေပါတယ်ဒါပေမဲ့လဲသမားရမဲ့ပတ်စံ18သိန်းလို့ဆုံးဖြတ်ပါတယ်လဲသမားတွေကအလွန်ဆင်းရဲနေပါဘူးလုတ်စရာကိုင်းစရာ ဘဝအတမူးဝမ်းကြောင်းမှုအတွက်ကိုရက်တည်စရာမရှိတော့တဲ့ဘဝဖြစ်နေပါကျွန်တော်တို့ကောက်ရိုးတမြင်လေးရရဆွဲရတော့မယ်ဘဝဟုတ်ကျေးဇူးတင်ပါဆရာကောက်ရိုးမီပြောတယ်ဦးလေးညွန့်ကကောက်ရိုးမြင်လို့ပြောတယ်ကောက်ရိုးပေါ့နော်ဆိုတော့အဲ့လိုပြောနေတော့အဲခုနကဦးလေးညောင်ကပြောထားတာရှိပါတယ်ဆင်းရဲမွဲတေမှုကဒီမြေယာဈေးနှုန်းကြီးမြတ်မှုနဲ့မသက်ဆိုင်ဘူးလို့ပြောတယ် တို့မြန်မာဈေးနှုန်းကြီးမြင့်လာရင်ကုန်ထုတ်လုပ်မှုဈေးတွေလည်းကြီးမြင့်လာမယ်အဆရှိတည်ဖြစ်ပေါ့လေအဲ့ပုံမှာဆရာအမြင်ဘယ်လိုရှိလဲဟိုကျွန်တော်တို့ဒီကုန်သက်မှုအတင်းကျုပ်အနေနဲ့ပေါ့နော်နိုင်ငံခြားယင်းနှိမ့်နှံ့မှုတွေလုပ်ငန်းတွေလာဖို့ဆွဲဆောင်တာပဲကျွန်တော်တို့ပါဇက်ကတော့ပြောပါတယ်ကျွန်တော်တို့ရဲ့မြေဧရိယာကအရှိတောင်အာရှမှာအကြီးဆုံးပဲလို့အလောက်ကန်ရရှိဖို့ဆက်ယုံတည်ခြင်းနဲ့လာတာဆက်ယုံမတည်နိုင်ဘူးမြေဧရိယာဈေးကြီးလို့ပါဆိုတော့ဒီဥစ္စာကိုသူတို့ ြန်ပြီးတော့တက်ခေါက်သွားပါတယ်။ဟိုဒါလေးတွေကအဓိကအဟန်ဒါဖြစ်နေတာပါ။ဒါလေးတွေကိုနိုင်ငံတော်အနေနဲ့အစသာရာဖြေလျှော့ပေးပြီးတော့လုံးဝမြေကိုအလဟတထားတဲ့ပုံကိုယ်တွေစီကပြန်ရနိုင်မယ်ဆိုရင်ကျွန်တော်တို့ဟိုအလုတ်ကင်ရရှိပြီးတော့စင်းရဲမွေးတည်မှုပပျောက်ဟိုရှေ့ရှုနိုင်ပါတယ်အော်ကျမတင်တာလဲတကယ်တော့ရှင်ရဲမဲတွေမှုကိုဆော့ချရဲဆိုတာအလောက်ကင်ကိုဖန်တီးပေးတဲ့ ခြေခံချက်လည်းလည်းပါတယ်ပေါ့เนาะစီးပွားရေးတိုးတက်အောင်လုပ်တဲ့အချိန်မှာကျမတို့စီးပွားရေးဆိုတဲ့ပြောစဉ်းစားရင်လည်းခုနက microfinance ကလည်းကျမ locally မှာ income ကိုရအောင်ပေါ့เนาะဖန်တီးပေးတဲ့စီးပွားရေးတိုးတက်လာအောင်လုပ်တလို့ export ကလည်းအရေးကြီးပါတယ်ခုနဆရာပြောတယ်လို့ပေါ့ quantity မဟုတ်ပဲကျမတို့ကအရင်တော့ local နဲ့20နဲ့အစိတ်ကကျမတို့ကြားခဲ့ရတာပေါ့ဟာဗမာနိုင်ငံက rice ကအရန်ကောင်းတယ်ပေါ့ export လုပ်တယ်အခုဒါတွေကကျမတို့အိမ်မက်လို့ပဲပေါ့နော်အဲဆိုတော့ကျမကိုယ်တိုင်လည်းဒီ library ဟုလူတွေရဲ့သင်္ဘောဝါကြောင့်လည်းပတ်သက်ပြီးတော့ research ကိုလုပ်ခဲ့ပါတယ်ကျမရေနံ66 dry zone မှာသွားလုပ်တဲ့အချိန်မှာဘာခက်ခဲတွေ့ရလဲဆိုတော့ကျမတို့ကရွာတွေကို project အနေနဲ့ project ဒီ3နဲ့ပတ်ပေးနိုင်တယ်9နဲ့ပတ်ပေးနိုင်တယ်ဒီ3နဲ့9နဲ့ပေးရင်သူတို့ပေးခဲ့တဲ့ training နဲ့ technology နဲ့ product တွေရရှိနေပေမဲ့ market ကိုရအောင်မလုပ်နိုင်ဘူးအဲဆိုတော့ market ဒီ market ကိုလှုပ်ဖို့အရန်ရေးကြီးပါတယ် market ကိုသွားဖို့ခုန one village one product အရန်ကောင်းတယ်ဒါပေမဲ့ကျမတို့က one village one product မကဘူး product တွေအများကြီးလှုပ်လို့ရတယ် product value added လုပ်မယ်ဆိုဥပမာ dry zone ကမြေပဲထွက်တဲ့ဟာကိုကျမတို့ကရိုးတရားလို့အိန္ဒိယချင်းနိုင်ငံကနေမြေပဲကိုတကယ်အကောင်းဆုံးဝယ်စားနေကြတယ်အဲ့လိုမျိုးကျမတို့ကဒါ value added လုပ်ပြီးတော့ export လုပ်မယ်ကျမတို့ရဲ့လူတွေကိုဝင်ငွေတွန်းအောင်လုပ်မယ်ဆိုရင်ဒါကကျမတို့နိုင်ငံရဲ့စီးရဲမွဲတွေမှုအများကြီးကို structure တဲ့နေရာမှာအရန်ကို implementation လုပ်ရမှာအများကြီးလုပ်နိုင်တဲ့ model ပေါ့ကောက်ရုံးပြီးဆိုတဲ့ဟာလဲ project က၃နှစ်လောက်ပြီးပြီးသွားတဲ့အချိန်ကျရင်ဒီလူတွေကဒီတိုင်းပဲ community ကဒီတိုင်းပဲကြံခဲ့တယ်စစ်လုံနိုင်ဖို့အတွက် government ကလည်း community နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အချိတ်ဆက်ကိုမပြတ်သွားအောင်ပေါ့လှုပ်ဖို့အရေးကြီးတယ်လို့ကျွန်မထင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အခုပြိတ္တကိုအလှည့်ပေးချင်ပါတယ်ရှင်ဆင်းရဲမွေးတေမှုဆင်းရဲမွေးတေရခြင်းအကြောင်းကိုနှစ်ချက်ကိုကျွန်တော်သိထားပါတယ်အများကြီးလက်ရှိမှာပေါ့လေကျွန်တော်သိထားနှစ်ချက်ကိုပြောပြရစီဆင်းရဲခြင်းအကြောင်းနှစ်ချက်ကတော့ရှာဖွေနိုင်ခြင်းနဲ့ထိမ့်သိမ့်နိုင်ခြင်းဆိုတာတစ်ခုကိုကျွန်တော်တွေ့ထားပါတယ်ငွေချေးတာမထိမ့်သိမ့်နိုင်တဲ့လူကိုငွေချေးလိုက်ရင်တုံးမလိုက်ရင်ကုန်းသွားမှာပဲဟုတ်အဲ့ဒါဆိုကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်အများကြီးရမယ်ပြောရရင်ကျေးဇူးဒီနေ့ဝင်ဝေးလူဘလို့ပဲစာစာအတုံးစိတ်တည်းရဲ့ live မပြီးအောင်တက်သွားတာကိုဘလို့မကာပါမဖြစ်တဲ့အခါမှာအနေဆုံးလူရန်စားတွေကကိုယ့်အားရင်းရောင်စားပြီးတော့အဲ့ဒီဘွားလေးကိုတိုးဝင်သွားတာနိုင်ငံသားတွေရဲ့ဝင်ဝေးနဲ့အတုံးစိတ်ခွာမှု ကြီးမားတဲ့ကြီးမားလာတာဟာအခြေခံနိုင်ငံသားတွေကိုစင်ရမွေးတည်မှုနဲ့ကြုံတွေ့ခဲ့ရပြီးတော့အစိုးရမူတန်းအရာရန်တွေကြတော့ဘာကြုံတွေ့နေရလဲဆိုအကြီးမားဆုံးခြားစားမှုနဲ့လက်စားမှုတွေကြုံတွေ့နေရတယ် ဒါဟာဝင်ဝင်နဲ့အပေါင်းစိတ်ကွာခြားကြအောင်ဖြစ်တာနောက်ဒုတိယချက်ပါစီမံကိန်းတို့အတုံးမှာမိုက်ခရိုဖိုင်နန့်ကိုကျွန်တော်တက်ဖူးပါတယ်မိုက်ခရိုဖိုင်နန့်လုံးနေဒီကိုလာမယ်လို့ပြောတော့ကျွန်တော်ပြောခဲ့ဘူးပါတယ်ဒီချင်းငွေအင်တာနက်ရှင်နယ်ရဲ့ရည်ရွယ်ချက်စဉ်းစားဒီထုတ်ချေဖို့မဟုတ်ဘူးစဉ်းစားရဘွားကိုနှင့်တင်ပေးဖို့ပေးတဲ့ supply money ဒါရုပ်ချင်းငွေဖြစ်လိုက်ပေးနေဘယ်တော့မှမရဘူးပြောလူပြော9000 6000ပေးလို့မဖြစ်နိုင်ဘူး ါပေမဲ့အဲ့လူတွေကိုစုပြီးတော့ human development ကိုကျွန်တော်ဘယ်လို idea နဲ့သွားမလဲဘယ်လိုပေါင်းပြီးဆောင်ရွက်မလဲဘယ်လို fake ခေါ်မလဲဒေါ်လာတွေအများကြီးရှိတာဒါကြောင့်အဲ့အရာလေးတွေကိုလာမဲ့ဆိုးကတစ်ကဆိုးကအဆက်ဆက်လုတ်ခဲ့တဲ့ပြဿနာအများကြီးတွေကစီရင်မွေးတည်မှုကိုအကောင်းဆုံးပြင်ဆင်ခြင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကျွန်တော်ကတော့စောင့်ရှောက်ပါဝင်သွားမယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခုနဆရာပြောတဲ့အထဲမှာကျွန်တော်တခု ထောက်ချင်ပါတယ်အရေးအကြီးဆုံးကကျွန်တော်နိုင်ငံမှာတရားဥပဒေစိုးမိုးရေးပါ တရားဥပဒေစိုးမိုးရေးမရှိတဲ့အတွက်ကြောင့်လဲဆင်းရဲမွဲတင်မှုပိုဖြစ်ပါတယ်ကျွန်တော်လေ့လာထားတဲ့မော်ဘီမြို့နယ်တဲကရွာတချို့ဘလောက်ထိအောင်ဖြစ်နေသလဲလို့ဆိုရင်ဆယ်နှစ်နှစ်ကလေးတွေသူတို့စီမှာငါးတန်းခြောက်တန်းဆိုចောင်းထွက်ရတဲ့ကလေးတွေများပါတယ်များလာတဲ့ဒီကလေးတွေဟာနော်ဆယ်နှစ်နှစ်လောက်မှာအရက်စတော့ပါပြီအရက်ဝယ်ခွင့်ရှိနေပါတယ်တတ်မှတ်ထားတာက16နှစ်မပြည့်ရင်အရက်မတော့ရဘူးမဝယ်ရဘူးလို့တတ်မှတ်ထားပေမဲ့16နှစ်မှာအရက်တော့နေပါ15နှစ်16နှစ်လောက်မှာဆွဲသွားပါပြီ အသက်20လောက်မှသေပါပြီဟုတ်ပြီလားအဲ့တော့ဒီသူတို့ဟာ15နှစ်လောက်မှအိမ်အောင်ပြုတ်တဲ့အတွက်ကြောင့်ကြံခဲ့တဲ့ဇနီးမယားကလေးတွေဓာတ်ထက်ထပ်ပြီးဆင်းရဲစရာကိုအကြောင်းမရှိတော့ဘူးလုံးစရာမရှိဘူးယောက်ျားကတစ်လျှောက်လုံးရက်ပဲတောင်းနေတယ်အဲ့ဒီဘဝနဲ့ကြံခဲ့တဲ့မိသားစုအဲ့ဒါမျိုးဟာကျွန်တော်ထင်တယ်နောက်အစိုးရပထမဦးဆုံးဆောင်ရမယ့်ကိစ္စဒီတရားဥပဒေစိုးမိုးရေးကိုခိုင်ခိုင်မာမာဖြစ်အောင်လုပ်ဖို့တိတ်အရေးကြီးပါဒါဟာကျွန်တော်ရဲ့အမြင်ပါ နောက်တစ်ခါကျတော့ဒေါ်မိုးကြည်ဝင်ပြောပြပေးလို့ရမှာဆင်းရဲမွေးတင်မှုရှော့ချဖို့အတွက်အကောင်းဆုံးနည်းလမ်းတွေကဘာဖြစ်မယ်လို့ထင်လဲဆင်းရဲနွမ်းမှုရှော့ချမယ်ဆိုလို့ရှိရင်သူတို့ခုနပြောတဲ့အသိပညာတွေသူတို့တက်သွားအောင် လက်တွေ့သေးနားလည်သွားအောင်လက်ခံသွားအောင်ကိုဒီလင်းလန်းနဲ့အခြေခံပြီးတော့လုပ်သွားတာဟာအကောင်းဆုံးဖြစ်မယ်လို့ကျမအနေနဲ့ကတော့ယူဆပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခုက Facebook သုံးဆဲသူတယောက်ဖြစ်တဲ့ခိုင်လေးကမေးထားတဲ့မေးခွန်းလေးတစ်ခုရှိပါတယ်ရှင်လက်ရှိအစိုးရတပ်တန်းမှာစီးရင်မွေးတည်မှု short ချမှုတွေလှုပ်ဆောင်နေပါတယ်ဒါတွေကဘလောက်တိုင်းတာထိရော့ကျနေပြီလဲလို့သူကမေးထားပါတယ်အဲ့လိုမေးထားတဲ့အပြင်မှာဒီစီးရင်မွေးတည်မှု short ချရေးကပြည်သူတယောက်တည်းရဲ့တာဝန်တသက်ပဲလားအစိုးရရဲ့တာဝန်တသက်ပဲလားပြည်သူတွေရောပူးပေါင်းဆောင်ရွက်လို့ရမလားဆိုပြီးမေးထားပါတယ် ်ဆင်းရဲမွဲတေမှုရှော့ချနိုင်ပြီလားဆိုတဲ့မေခွန်းထက်ကို ဆောင်ရွက်ချက်တချို့ဟာဆင်းရဲမွဲတေမှုကိုပိုပြီးတော့ဖြစ်စေတယ်လို့ကျွန်တော်ပြောချင်ပါတယ်သဘောတူလားမသိဘူးတော်တော်များများတချို့ပိုင်းနေတူပါပဲအဲ့တော့ကျွန်တော်တက်တည်တစ်ခုပြပါမယ်ရန်ကုန်မြို့ပေါ်မှာရှိတဲ့တချို့ဈေးကောင်းရမဲ့မြေကွက်နေရာတွေကိုတဲဘော်ကနေတိုက်ပေါ်တင်မဲဆိုတဲ့ project လုပ်ခဲ့ပါတယ်နောက်တစ်ခါနော်တချို့နေရာတွေမှာကျူးကျော်သေးပါဆိုတဲ့ပုံစံမျိုးနဲ့ဖယ်ထုတ်ခဲ့ပါ အဲ့ဒီဖယ်ထုတ်ခဲ့တဲ့လူတွေကိုမြို့စုံမြို့ပြားတွေမှာပို့ထားပါတယ်။တောက်သုံးရေလုံးဝမရှိဘူး။လမ်းမရှိဘူး။မီးမရှိဘူး။နော်။နေစရာဆိုလို့လူနဲ့တူတဲ့အိမ်မပေးထားဘူး။အဲ့ဒီလူတွေကိုအဲ့ဒီလို အမိုက်သွန်တယ်လို့လာချသွားပါတယ်။ရေကိုဟာကိုဖန်တီးလျှက်စင်မီကိုဟာကိုဖန်တီးလမ်းကိုဟာကိုဖန်တီးနဲ့အားလုံးဒီကိုကိုတိုင်းပဲလုပ်နေရပါတယ်။ ဒါဟာအစိုးရကဆောင်ရွက်ရမယ်ကိစ္စဒီလို့ကျွန်တော်ယူဆပါတယ်ဒါဆိုရင် NLD အစိုးရအဖွဲ့ကဒီလိုမျိုးမဖြစ်အောင်လုပ်နိုင်မယ်လို့အမကန်ချက်ပေးနိုင်လားအဲတခုပြောနိုင်ပါတယ်ကျွန်တော်တို့အချက်၃ချက်အရေးကြီးတယ်လို့ယူဆပါတစ်ချက်ကနော်အစိုးရရဲ့ဒီဆင်းရဲတဲ့လူတွေကိုတိုးတက်စေခြင်းနဲ့ political will နော်စိတ်ဓာတ်အလွန်ကောင်းမွန်တဲ့စိတ်ဓာတ်ရှိဖို့ပထမဆုံးအရေးကြီးပါနောက်တစ်ချက်ကပြည်သူအားလုံးကလည်းပဲ အဲ့ဒီဆင်းရဲသားတွေကိုတိုးတက်လာအောင်ပူပေါင်းပါဝင်လို့တဲ့စိတ်ရှိဖို့လိုပါတယ်နောက်တစ်ချက်ကအဲ့ဒီဆင်းရဲတဲ့လူတွေကိုတိုင်ငါတို့ဆင်းရဲနေတယ်ဒီဆင်းရဲမှုကနေထွက်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်၃မျိုးပူပေါင်းရပါလိမ့်မယ်အဲ့ဒါပူပေါင်းမိပြီဆိုရင်တော့မတိုးတက်စရာမရှိပါဘူး။ဟုတ်ကျေးဇူးတင်ပါတယ်။ဒေါနေဝေပြောပြလို့ရမလားရှင်။လက်ရှိအစိုးရကတော့သူကဆင်းရဲမွဲတင်မှု short ချဖို့အတွက်မူပေါင်းနေနဲ့ချပြီးတော့မှဆောင်ရွက်နေတယ်လို့ပြောထားတယ်။ဒါရီယာကတကယ်ကိုပဲထိရောက်တဲ့ အနေထားတွေမှာတွေ့မြင်ရလားဘလို့အနေထားမျိုးတွေ့မြင်ရလဲတချို့နည်းနည်းပါးပါးဟိုခုနလိုပေါ့ data ကိုကြည့်တယ်ဆိုရင်တော့36က36ကနေ26ဆိုတော့တက်လာတယ်လို့ data အရပြောလို့ရတာပေါ့ကျမတို့မှာ data ကလည်း update မဖြစ်တဲ့အတွက်ကျမတို့မှာဒါကိုအသေးချာမပြောနိုင်ပေမဲ့ကျမမြင်တာကတော့တချို့နေရာနေမှာခုနဟိုဂျိုက်ကာလို့ project ကိုဟိုလဲကူးလို့နေရာနေမှာ small area တခုနေရာသေးသေးလေးတွေမှာလုပ်တဲ့ဟာတခုချင်းစီကအောင်မြင်တဲ့ဟာရှိမယ်ဒါပေမဲ့အများကြီးစုလိုက်တဲ့အခြေကြတော့တချို့လှုပ်ဆောင်ချင်းနေရာနေမှာလိုအပ်တဲ့နေရာနေအများကြီးရှိနေတယ်လို့ကျွန်မမြင်ပါတယ်ဆရာမခုနပြောစရာရှိမယ်ထင်တယ်ဆရာဟိုငွေကိုလွယ်လွယ်ကူကူချိရတယ်ဒါကြောင့်မလို့ဟိုဘင်္ဂလားဒေ့ရှ်က Nobel ဆုရသွားတဲ့ဟို Professor Yunus ကဟိုအမျိုးသမီးတွေကိုချိတာလေဒါတို့သူကလည်းလေးလာပြီးတော့ပါပဲအမျိုးသမီးတွေကိုချိတာပါ ဒါကြောင့်မလို့လဲအောင်မြင်သွားတာပါ မျိုးသမီးအမျိုးသမီးတွေကြီးတယ်ဆိုအမျိုးသမီးတွေကကြတော့ငွေကလေးကအိမ်မှာစီမံခတ်ခွဲတယ်ငွေကင်တယ်ဆိုတဲ့အတွက်ငွေကိုစူဆောင်းဖို့သူတို့ကနားလဲတဲ့လူပါဒါဆိုတဲ့အတွက်ကျမတို့ကအမျိုးသမီးကိုကျမတို့လည်းအမျိုးသမီးအသင်းဆိုတဲ့အတွက်အမျိုးသမီးကိုတော့အရင်ဆုံးဥဆုံးချီးဖို့ဝင်ငွေတိုးလုပ်ငန်းကိုလုပ်ဖို့ကျမတို့ကဥဆုံးဟိုတာဝန်ဟိုယူတာပေါ့နော်ဒါမှအမျိုးသမီးကတစ်ဖက်တစ်လမ်းအနေဝင်ငွေတိုးအောင်စားနိုင်မယ်ဆိုရင်သူ့အရေးစီးပွားရေးကိုသူကတစ်ဖက်တစ်လမ်းအထောက်ပံ့ပေးမယ်ဆိုတဲ့အတွက်သူတို့ရဲ့စားဝတ်နေရေးခုနကပို့အဆင်ပြေအောင်ဆိုတဲ့အတွက်ကျမတို့ကအမျိုးသမီးသည်သူတို့မှာငွေစုတတ်တဲ့လေ းကျေးရှိတယ်နောက်တစ်ခုကအိမ်မှာစီမံခန့်ခွဲတဲ့ဆိုတဲ့အတွဲသူဒီဒီလိုအရေးကြီးရှိတဲ့အတွဲကျမတို့အမျိုးသမီးကိုပထမဦးဆုံးဦးတည်ပြီးခြေတဲ့အတွဲကျမတို့လည်းအမျိုးသမီးကိုအဓိကကြီးတဲ့လုပ်ငန်းကိုလုပ်တာကျေးဇူးတင်ပါတယ်ရှင့်ဒီစမလူတွေရဲ့ mindset နဲ့ attitude တွေကိုခုနဆရာပြောသလိုပြင်ဖို့လိုပါတယ်။ချို့ရှိပြီးတဲ့လူတွေကလည်းစင်ရဲမွဲတည်သွားတယ်ဆိုတာကဟိုလမ်းပြတဲ့လူတွေကတိတ်မကောင်းတဲ့အတွက်ဖြန့်လန်းကလည်းချမ်းသာခြင်းနဲ့စိတ်ဓာတ်တွေရှိပါတယ်။အဲ့တော့ခုနမူရစေဝါတို့ ဟိုဒီဟိုရာဇဝမှုတို့အရက်တို့ကလည်းတော်တော်လေးကိုဒါနေစုံနေပြမှာဒါကြောင့်မလို့ peace process ကတိတ်အရေးကြီးပါတယ်ညဉ့်ညံ့ကြီးอ่ะဟုတ်ကဲ့ကျေးဇူးပါပြောပြရစီအခုဟာဆရာနေစုံနေပြတယ်မဟုတ်ပါဘူးဒီမျိုးစုံမျိုးပြားတွေကျွန်တော်တို့ကြေးရွာတိုင်းမှာအရက်ဆိုင်ဟာမှုလို့ပေါက်နေပါပြီလူငယ်လူရွယ်တွေတောက်နေတာကိုလည်းအားလုံးခွင့်ပြုထားရတဲ့ society ဖြစ်နေပါပြီနောက်တစ်ခုခုနဆရာမပြောတဲ့အထက်မှာအမျိုးသမီးတွေကလည်းနှလုံးတို့ချဲတို့ เนาะဒါကြောင့်မပါဘူးတိတ်အရေးကြီးနေပါ သူများနိုင်ငံမှာเนาะဒီဟာကိုအပြင်းအထန်เนาะဒီလောင်းကစားမှုကိုအမျိုးသမီးတွေမလုပ်ဘူးဆိုတော့အစမ်းဖြင်းထားလို့ရတယ်ကျွန်တော်တို့စီမှာ အမျိုးသမီးတွေကကိုဥဆောင်ပြီးနှလုံးတို့ချဲတို့ဟာဒီကြေးရွာတွေမှာဘိုင်းကြီးနဲ့ကိုချပြီးထိုးနေတဲ့အဆင့်ရောက်နေပါတယ်အဲ့ဒါဟာဥပဒေဥပဒေစိုးမိုးရေးမှာဥပဒေစိုးမိုးရေးနဲ့ဒါ right သက်ဆိုင်သွားပါမယ်ပြောနေတာကျေးဇူးတင်ပါတယ် ဒီကနေ့ဆွေးနွေးနေတာကတော့လာမယ့်အစိုးရတဲ့မှာဆင်းရဲမွဲတင်မှုကိုဘယ်လိုလျှော့ချနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးနေတာဖြစ်ပါတယ်။ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ပစ္စမမြောက်ဆွေးနွေးသူဖြစ်တဲ့ဘိုးပန်ဒုက္ခအငင်းစားဦးတန်းလွင်ရဲ့ဆွေးနွေးချက်ကိုကြည့်လိုက်ရအောင်။ဆင်းလူစင်းသားတွေပေါ့နော်။သူတို့အတွက်ကငွေကြေးဟလာအလွယ်တကူနော်။ရရှိဖို့တော့အရေးကြီးတယ်။ အဲ့တော့အခုလောလောဆယ်လဲနိုင်ငံတော်အစိုးရရဲ့မူဝါဒရာနော်လုံခဲ့တဲ့လင်းကနေကြတဲ့စပြီးလုံနေတဲ့လုံငန်းတစ်ခုကပါလဲဆိုတော့ Micro Finance ဆိုရဲခေါ်တဲ့တိစားချင်းဝင်လုံငန်းနဲ့တဆင့်ပေါ့ပံ့ပိုးပေးတာပေါ့နော်ဒါပေမဲ့တကယ်တော့နော်ပြန်စစ်လို့ရှိရင်တော့ဟာလာဒါဒီဒီလုံငန်းကကျေပြတ်လုံနိုင်လားဆိုတော့ဟိုအင်္ဂါစိတ်တန်တော့တိတ် မကျေပြတ်နိုင်ဘူးထင်တယ်မကျေပြတ်မှုဆိုတာတစ်ခုမပြီးပြုံးလို့ပြောရင်တော့ပိုကောင်းတယ်နော်မနစ်ကဆိုရင်ဒါ အာထုံးစံအတိုင်းပေါ့နော်ဟိုအားလုံးသိတဲ့အတိုင်းပဲဟာလာဒါရေကြီးတယ်နော်ဒီပြည်လုံးတိုင်းတာနေရေကြီးတော့ထုတ်လို့မရကြတယ်အထူးပြင် layer တော့ထုတ်ကုန်နေကြတယ်အဲကြရဆိုတဲ့အတိုင်းကတစ်ဖက်ကတော့ခုနပြောတဲ့ဒန်းခွေတွေကပုတ်ကုန်အနေနဲ့တရအနေနဲ့တော့ဒန်းခွေတွေကတိုးတက်လာတော့ဒါတစ်ဖက်က GDP ကလည်းတက်တာပေါ့လေနော် GDP ဆိုတာကြီးပွားရေးတိုးတက်တာလည်းတက်တာဆိုတော့ဒါတော့ဒါလို့ခုနဒီ GDP တက်တိုင်းတက်တိုင်းနော်စီးပွားရေးဟိုခုနပြောတဲ့ဟာလာစီး ဆင်းရဲနှိုးပါမှုကြဆင်းလာဆိုတော့ဒါတိတ်တော့ဟိုပြောလို့မရအောင်ဒီချက်ကဟုတ်တော့မလားဟိုကတကယ်တော့ထုတ်လို့မှုတိုးတယ်ဆိုရင်ဆင်းရဲနှိုးပါမှုလည်းကြဖို့လာလာရှိဖို့ကောင်းတော့ဒါပေမဲ့တကယ်တော့မရှိဘူးလို့အကြရယူဆတယ်ဟိုအဓိကအရေးကြီးတာကဟလာတောင်လင်းတစ်ပိုင်းတွဲကူတနိုင်တစ်ပိုင်းလုပ်နေရလေးရှိတာပေါ့လေနော်ခုနချင်းငွေလုံငန်းဆိုတာဒါတနိုင်တစ်ပိုင်းချင်းငွေတွေပေါ့နော်မိုက်ခရိုဖိုင်နန့်လို့ခေါ်တာပေါ့အဲဒီချင်းငွေလုံငန်းကဥပဒေပိုင်းဆိုင်မှာအကစောစောပြောလို့ရမပြည့်စုံဘူးနော် အဲသူတို့ကြီးကြတဲ့အဖွဲတွေကလည်းယော့ရဲတယ်နော်အဲ့တော့ဒီဟာလေးကိုခိုင်ခိုင်မဲမဲလုပ်နေအောင်စနစ်တကျနဲ့နော်ခုနပြောတဲ့လူမာနေရာမောင်းပေါ့နော်တကယ်ကျွမ်းကျင်တဲ့လူဟာဒီဟာကိုကင်တွယ်ပြီးတော့အတိအကျလုပ်လို့ရှိရင်နော်အောင်မြင်နိုင်တဲ့အလားအလာရှိတယ်